အဓိကကြတော့လေအခုကျွန်တော်တို့2030အစိုးရကလည်းမကြခင်မှာပဲဟိုသူရဲ့တက်တန်းလည်းကုန်ဆုံးတော့မယ်အဲ့တော့ဒီတက်တန်းကုန်ဆုံးတဲ့နေ့အချိန်နေမှာပေါ့နော်နိုင်ငံပိုင်းဒီဟိုပေါ့ညီအစ်ကိုအဆောက်အဦတွေဒါတွေဟိုပေါ့ဟိုအစောတလင်းသူတို့အနေနဲ့လွှဲပြောင်းတာတွေရောင်းချတာတွေငားရတာတွေဒါတွေလုပ်နေတဲ့အရာပေါ်မှာပြည်သူလူထုတွေရဲ့အတန်းလေးချက်ချက်လောင်လောင်ထွက်လာတယ်။နောက်တစ်ခုကလည်းဒါသတင်းမီဒီယာတွေမှာလည်းဒီချိန်မှုဒီကိစ္စနဲ့ပတ်သက်လို့ဖော်ပြနေရတယ်ရှိရခါကြအဓိကကျွန်တော်တို့ရည်ရွယ်တာကတော့ဒီပေါ့နော်ဒါတက်တန်းကုံဆုံးကံဒီအစိုးရဟာ ဒီလိုဆောင်ရွက်နေတဲ့ပတ်သက်လို့ပြည်သူလူထုတွေရဲ့အထင်မြင်လွန်းမှမဟုတ်ဒီလိုပြည်သူလွတ်တော်တွေကနေပြီးတော့မှလာရောက်ပြီးဖြေချနိုင်တဲ့အခွင့်အရေးကောင်းတရက်အနေနဲ့ကျမတို့ကဒါကဂုံတိတ်ခါရှိစွာဟိုဘောနော်ဒါပြောင်းလဲမယ်ဆိုလို့ဂုံတိတ်ခါရှိစွာပြောင်းလဲဖို့အခုဒီလက်ရှိဆိုရအနေနဲ့လည်းပြည်သူလူထုကိုရှင်းရှင်းလင်းလင်းရှိစေရန်အတွက်ကျမတို့ကအမှန်တွေကိုဒါတကယ်လို့ဆောင်ရွက်ဆောင်ရွက်ချက်တည်းရဲ့အပေါ်မှာဒါတွေကိုကျမတို့ရှင်းပြစေခြင်းနဲ့စေတနာကောင်းရည်ရွယ်ချက်နဲ့ကျမတို့ဒါကိုလွတ်တော်တွေကနေပြီးတော့တင်ပြီးတော့မေးလိုက်တာပါကျမတို့ကဟုတ်ကဲ့ပါနေအနီးတင်တဲ့အဆို ူထဲမှာအချက်လက်တွေဟာတော်တော်များများပါရုပ်ဝင်းကြီးဌာနတွေလည်းတော်တော်များများရဲ့အချက်လက်တွေတော်များပါဆိုတော့ဒီထဲမှာဘယ် ိစ္စကအရေးကြီးဆုံးဖြစ်မယ်လို့အနေထင်လည်းမသိဘူး။အကုန်လုံးကျွန်မတို့ကဥပမာနမူနာအနေနဲ့ပြလိုက်တဲ့ချက်တွေအားလုံးကတော့အကုန်လုံးကျွန်မတို့အနေနဲ့အရေးကြီးတဲ့ချက်တွေပါပဲ။ပြည်သူလူထုကြောင့်အငင်းပွားစရာချက်တွေပဲ။သို့တော်လည်းကျွန်မအတိအကျကြအနေနဲ့ကျွန်မပြောမယ်ဆိုရင်ဥပမာတကုန်းစီးတီးစီမံကိန်းကိုဟိုကျွန်မတို့ရှေကုန်းဖျားနားလေးကနေပြောင်းလာပြီးတဲ့နောက်မှာအခုကျွန်မတို့ဒါသိပ္ပံနေနေပညာဝင်းကြီးဌာနရဲ့မြေမြေနေရာမှာပေးလိုက်တဲ့ဒီကိစ္စကတော့ကျွန်မကိုယ်တိုင်ဒီအဆိုကကျွန်မလွတ်တော်ထဲမှာကျွန်မအဆိုတရအနေနဲ့ကျွန်မတင်ခဲ့တယ်။သို့တော်ကျွန်မရဲ့အဆိုတင်နေတဲ့တင်ထားပြီးတော့ လွတ်တော်ထဲမှာဟိုဒီအဆိုမပြောရခင်ကြားထဲမှာပဲရဟန်းရှင်လူတွေရောပြည်သူလူထုတွေရောအားလုံးစိုးရင်ပူပန်စွာနဲ့ဒီကိစ္စကိုအားလုံးဝိုင်းဝန်းပြီးပြောတဲ့အတွက်ကြောင့်မလို့ဝင်းကြီးဌာနရဲ့အနေနဲ့ဒါကိုဒါကျွန်တော်တို့ရဆိုင်လိုက်တယ်အဲ့တော့ရဆိုင်လိုက်တဲ့အတွက်ကြောင့်မလို့ပြည်သူလူထုတွေအနေနဲ့လည်းဒါရဲ့အပေါ်မှာကျင့်တဲ့အစိုးရရဲ့အပေါ်မှာရောအားလုံးကနေပြီးတော့ဒါရဲ့အပေါ်မှာလည်းဒီလိုဆောင်ရွက်တဲ့အပေါ်မှာလည်းသဘောတူတယ်သို့တော့ဒီသိပ္ပံနဲ့နီးပညာဝင်းကြီးဌာနရဲ့ဒီမြင်နေရတကယ်မြင်နေရကောင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့စုလို့ဂျင်နာက ဟိုကျမတို့အနာဂတ်မျိုးဆက်တစ်တီအတွက်ကိုကျမတို့နေရာတွေချန်ထားခဲ့ရမယ်။နောက်တက်လာမယ့်အစိုးရအနေနဲ့စီမံခန့်ခွဲနိုင်တဲ့နောက်အစိုးရအနေနဲ့လည်းဆောင်ရွက်ပိုင်ခွင့်လုပ်ရမယ့်အလုပ်တွေကိုလည်းကျမတို့ကလုပ်စေချင်တယ်ဆိုတော့ဒီအစိုးရတက်တန်းကုန်ကန်နေချိန်မှာဒီလိုမျိုးတွေဒီလွှဲပြောင်းပေးတယ်ဆိုတဲ့ကိစ္စမှာပြည်သူလူထုရကြားတယ်မှာလည်းဒါကဒီနေရာဒီနေရာတွေကိုတော့ပေးတော့မယ်ဆိုတာမျိုးတွေကိုကျမတို့ဟိုပုံမှန်လင်းလင်းပွင့်လင်းမြင်သာစွာကြပြရတာ၄ရှိမယ်။ပြည်သူလူထုတွေသိအောင်ပြောမယ်ကျမတို့လွတ်တော်တွေလာပြီးတင်ပြတာ၄ရှိရမယ်ဆိုတော့ဆိုတော့လွတ်တော်တွေကမှလည်းလာပြီးတင်ပြတာလည်းမရှိဘူး။ပေးလိုက်တယ်ဆိုတဲ့နောက်မှာ မှသာကျွန်တော်တို့ကဒါတွေသိရတဲ့အခါကျတော့ဘယ်လိုကြောင့်မှပေးလိုက်တယ်လဲဆိုတဲ့အကြောင်းကျိုးတွေကိုဒါလွှတ်တော်တွေကနေကျွန်တော်တို့တရားဝင်ပြောစေခြင်းနဲ့လွှတ်တော်တွေကနေတရားဝင်ရှင်းပြစေခြင်းနဲ့ဒါတွေမလုပ်ခဲ့ဘူး ဲ့တော့နောက်တစ်ခုဒီတကုန်းစီတီစီမံကိန်းပြီးတဲ့နောက်မှာကိုကျောင်းပြောရင်ရန်ကုန်စေယုံကြီးရဲ့ပတ်ဝေးဟိုတယ်ပတ်ဝေးဟော့စပီတယ်ကိုပေးလိုက်တဲ့ကိစ္စမှာလေပြည်သူလူထုကိုသူတို့အနေနဲ့ရှင်းပြတာတွေလည်းဘာမှမရှိဘူးခြံစည်းရုပ်တွေကတ်လိုက်ပြီးဆိုတဲ့အချိန်ကျမှအော်ဒါဒါပြည်ရင်းလုပ်ငန်းရှင်တွေနဲ့နောက်ပတ်ဝေးဟိုတယ်ပတ်ဝေးဟော့စပီတယ်ကိုပေးလိုက်တဲ့ဆိုတာမျိုးကျွန်မတို့ဒါမျိုးတွေသိရတယ်ဆိုတော့ပြောချင်တာနိုင်ငံတော်မှာဘယ်လိုစီမံကိန်းတွေပဲလုပ်လို့ နော်တကယ်တမ်းတော့ဟိုလက်ရှိအစိုးရဟာပြည်သူလူထုကိုချပြရမယ်ပြည်သူလူထုတွေကိုသိအောင်ပြောရမယ်ပြည်သူလူထုတွေရဲ့ကိုယ်စားလှယ်တွေအများစုရှိနေတဲ့လွတ်တော်အနေနဲ့တစင်နိုင်ငံတော်ကိုပြောစီခြင်းနဲ့ကျမတို့ကဟုတ်ကဲ့ဒီအဲ့ဒါလीဒီအစိုးရတရအနေနဲ့ကဒီလိုလုံးမဲ့စီမံကိန်းကြီးတွေ project အကြီးကြီးတွေနဲ့ပတ်သက်ပြီးတော့သူတို့ကပြည်သူလူထုကိုချပြရမယ်လွတ်တော်ရဲ့သဘောတူညီချက်ယူရမယ်ဆိုပြီးတော့ဥပဒေပြဋ္ဌာန်းချက် အဲ့လိုအတိအကျများရှိသလားမသိဘူးအဲ့ဒီဘယ်လိုလဲကိုယ်တည်းပြဋ္ဌာန်းတာနည်းပြဋ္ဌာန်းချက်အနေနဲ့မဟုတ်ပေမဲ့လို့မို့ကျွန်တော်တို့ကနိုင်ငံတော်အစိုးရဟာဟိုကျွန်တော်တို့ကနိုင်ငံတော်မှာအုပ်ချုပ်ရေးမှန်းနဲ့ဥပဒေပြည်ရေးမှန်းနဲ့တရားစီရင်မှန်းနဲ့ဆိုတော့နိုင်ငံတော်ရဲ့မှန်းနဲ့တုံးတာတစ်ခုနဲ့တစ်ခုချက်ကင်ပဲလင်းဖြစ်အောင်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လွတ်တော်ဟာဥပဒေပြည်ရေးမှန်းနဲ့ဖြစ်တယ်အဲ့တော့အုပ်ချုပ်ရေးမှန်းနဲ့ကဘာပဲလုပ်လို့ဥပဒေပြည်ရေးမှန်းနဲ့ကိုကျွန်တော်တို့ပြောရမယ်အဲ့တော့ဒါမှသာကျွန်တော်တို့ကဥပဒေတရားအနေနဲ့ပဲဟို လောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ပြည်သူလူထုကိုကျမတို့လွတ်တော်အနေတစင်အကြောင်းကြားတာပဲဖြစ်ဖြစ်ဒါမျိုးတွေကျမတို့ကလောက်အောင်မှာဖြစ်တယ်အခုကကျမတို့ရဲ့ဥပဒေပြုမှန်နိုင်ပြတဲ့လွတ်တော်ကိုအစိုးရရဲ့အုပ်ချုပ်ရေးမှန်နိုင်ကဟိုကျမတို့ဒါဟိုဂယုမဆိုင်တဲ့လူမျိုးဒါမှမဟုတ်ရင်ဒီဘက်ကိုတင်ပြဆရာမလို့အုပ်ချုပ်ရေးမှန်နိုင်နေနဲ့ကိုလှုပ်ဆရာရှိရဲ့အလုပ်တွေပဲဆက်လုပ်သွားမယ်ဆိုတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟာနိုင်ငံတော်အတွက်ဟိုအလေးချိန်ကောင်းလည်းမဟုတ်ဘူးနောင်တက်လာမယ့်အစိုးရအနေနဲ့လည်းဒီလိုမျိုးတွေမျိုးတွေဖြစ်နေမယ်ဆိုလို့ရှိရင်ဒီမှန်နိုင်300ရဲ့တစ်ခုနဲ့တစ်ခုဟာဟိုဘောနော်အပြန်လှန်ကျမတို့ဒီလိုမျိုး ိုးတိမ်ကြောင်းမှုတွေမရှိဘူးဆိုရင်နောက်မှကျွန်တော်တို့ဒါကလေ့ကျင့်လို့ဖြစ်သွားလို့ရှင်ဒါမကောင်းဘူးအဲ့တော့ကျွန်တော်တို့ကအဓိကလွတ်တော်ဆိုတော့ပြည်သူတွေရဲ့ကိုယ်စားလှယ်တွေအကုန်လုံးရှင်းရနေရဒီနေရာကိုမှမလာမပြောရင်ကျွန်တော်တို့ပြည်သူလူထုဘယ်လိုလှုပ်ရှင်းပြဥပဒေအရအတိအကျပေါ့နော်ဘယ်လိုစီမံကိန်းကြီးတွေမျိုးကိုတော့လွှတ်တော်ရဲ့တည်ပြုချက်ယူရမယ်လွှတ်တော်သဘောတူညီချက်တောင်းရမယ်ဆိုတာမျိုးကျွန်တော်တို့ဥပဒေပြဋ္ဌာန်းချက်ရေးရမရှိတဲ့အခါကျတော့လုံရင်လည်းရတယ်မလုံရင်လည်းရတယ်ဆိုတာမျိုးဖြစ်နေတယ်အဲ့လိုဆိုတော့နောက် ကြည့်တော့တက်တန်းအတွင်းမှာကြာလို့ရှိရင်ဒီလိုစီမံကိန်းတွေလုပ်မယ်ဆိုလို့ရှိရင်လွတ်တော်ရဲ့အတီးပြည့်ချက်ယူရမယ်ဆိုတဲ့ဥပဒေတစ်ခုကိုမပြတ်ထားနိုင်ဘူးလားနေဒါကတော့ကျွန်တော်တို့နောက်လွတ်တော်တွေမှာတော့ဒီလိုမျိုးဒီပထမအကြိမ်လွတ်တော်ရဲ့အာဏာချက်အာဏာချက်ဒီနောက်ပထမအကြိမ်ဆိုရရဲ့ဆောင်ရွက်သွားတဲ့အချက်တွေရဲ့အပေါ်ကအာဏာချက်အာဏာချက်တွေကိုဒါတွေပြန်ကြည့်ပြီးတဲ့အခါမှာကျွန်တော်တို့လွတ်တော်တွေမှာတော့ပြတ်ထားနေတဲ့ဥပဒေပြတ်ထားမယ်လုပ်တင်တာတွေတော့ကျွန်တော်တို့ဒါတွေလုပ်အောင်မှာပါဒီလိုမျိုးတွေတော့ကျွန်တော်တို့တိုင်းပြည်မှာမဖြစ်စေချင်ဘူးကျွန်တော်တို့ကအခုလက်ရှိပုံစံမျိုးတော့နေ အခုတချို့နိုင်ငံကြီးလိလာသုံးသက်သူတွေကတော့ဝေဖန်နေတာရှိတယ်လीဒီ NLD အနေနဲ့နောက်ဆိုးအသည်ပြောင်းလဲတဲ့အချိန်ကြာလို့ရှိရင်လည်းပဲအရင်ဆိုးအလုံးဆောင်သွားတဲ့ဥပဒေနဲ့မညီတဲ့အချက်တွေဟိုဥပဒေမဲ့လောက်ရက်တွေကိုပြန်လဲစီစစ်လို့ရတယ်အရင်ယူလို့ရတယ်တချို့စီမံကိန်းတွေဖျက်သိမ်းလို့ရတယ်ပေါ့ဒါကြောင့်ဒီကိစ္စကိုခုလောက် စိုးရိမ်မကြီးတင်မှုဆိုပြီးတော့ဝေဝန်တာလေးရှိတယ်အဲ့ဒီပေါ်ကောအနေသဘောဓာတ်လေးတူတယ်ဒါတော့အခုကျွန်မတို့ကဒီအခုလွတ်တော်တက်တန်းရဲ့ဒါအစိုးရမပြောင်းလဲခင်မှာပဲကျွန်မတို့လွတ်တော်တွေကဒါတွေကတောက်ပြတာခဲ့ရမှာကျွန်မတို့မှတာဝန်ရှိရဲ့အဲ့တော့ကျွန်မတို့နောင်အစိုးရအသစ်တက်လာတဲ့အချိန်ကျမှသာဒီဟာမျိုးတွေကိုအကုန်လုံးချိန်လုံးမဖြတ်ပလိုက်တယ်ဆိုတော့ဟာမျိုးတော့ဒါကတရားမျှတမှုမရှိဘူးအဲ့တော့ပြောချင်တာကတော့အဓိကအနေနဲ့ကဟိုဒါကျွန်မတို့ကဒီအချိန်မှာတော့ထောက်ပြထားခဲ့ရမယ်ပြောလဲပြောရမယ်ကျွန်မတို့ဒီတိုင်းနဲ့မပြောခဲ့ဘဲနဲ့ရေငုံနှုတ်ပိတ်နေပြီးမှနောင်အစိုးရတက်တန်းကျမှလုပ်မယ်ဆိုလို့ရှင်လဲဒါအလုံးမဟုတ်ဘူးအဲ့တော့ကျွန်မတို့ကအခုကတာ ဝင်တရအနေနဲ့ကိုကျွန်တော်တို့ဒါဒီအစိုးရရဲ့လုတ်ခဲ့တဲ့အလုပ်တွေရဲ့ဆောင်ရွက်ချက်တွေရအပေါ်မှာကျွန်တော်တို့ပြောရမယ်အဲ့လိုပြောခဲ့မှဒါကျွန်တော်တို့အနေနဲ့တာဝန်ကျေမဲ့လို့ကျွန်တော်ဒီလိုနားလေအဲ့တော့ဒီအစိုးရလုပ်နေတဲ့များကိုကျွန်တော်တို့ကအာဏာလွှဲပြောင်းရေးတစ်ခုထဲပဲကြည်ပေါ်ပုတ်တိုက်မှုတွေဖြစ်မှာဆိုတော့တစ်ခုလည်းကြည်ပြီးတော့ကျွန်တော်တို့ကမပြောခဲ့ဘူးဆိုလို့ရှိရင်တော့နောက်မှလုပ်ဖို့ရအတွက်ဒီလုတ်တွေအခက်ခဲလိမ့်မယ်အခုတော့ကျွန်တော်တို့လွှတ်တော်တွေမှာမှတ်တမ်းတင်ပြီးပြီဒီအစိုးရနေတာဝန်ယူတာဝန်ခံ၍ဖြည့်ရှင်းမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့လွှတ်တော်ရဲ့မှတ်တမ်းတရားနေနောက်ဆိုရတော့ကျွန်တော်ဆက်လုပ်ရမှာပဲအခု အန်ဒီတချို့အစုကတာဝန်ရှိတဲ့လူတွေတချို့ကဟိုပြောလာတာရှိတယ်ပေါ့နော်လက်အရင်လက်ရှိခုရှိနေတဲ့အစိုးရဟာဒီဒုတိယပထမကြိမ်တက်တန်းကဖွဲ့ခဲ့တဲ့အစိုးရဖြစ်တာကြောင့်ဒုတိယကြိမ်လွှတ်တော်ဘောတာဝန်ခံစရာမလိုဘူးဆိုတဲ့သဘောမျိုးဟိုလိုပြောကြတာရှိတယ်အဲ့ဒါကိုအန်ဒီ ဘလို့သဘောပေါက်လဲမသိဘူး။ဒါတော့ကျွန်မတို့သဘောမတူဘူး။ဘာကြောင့်လဲဆိုရင်အခုဆိုးရဟာနောက်ထပ်ကျွန်မတို့တလာခွဲလောက်ကျွန်မတို့တို့အနေနဲ့တလာကျော်လောက်သူတို့တလာလောက်ပေါ့နော်။ဒါအခုချိန်ဆိုရင်တော့တလာလောက်ကျန်သေးတယ်။ဒီတလာလောက်ကျန်တဲ့တက်တိုင်းရဲ့အတွင်းမှာအဆိုးရဟာဟိုဟိုဟိုစီမံခန့်ခွဲပိုင်ခွင့်အဆိုးရအနေနဲ့ရှိနေတယ်။အဲ့တော့အကယ်၍ဒါသူတို့ဒီစီမံခန့်ခွဲပိုင်ခွင့်မရှိဘူးဆိုရင်ဒီလိုမျိုးအလုပ်တွေကိုဒါဆက်ပြီးတော့မလုပ်သင့်ဘူး။အဲ့တော့ဒီလိုလွဲပြောင်းတာတွေဒီလိုပေးတာတွေစာကြုတ်ချုပ်တာတွေဒါတွေကမလုပ်သင့်ဘူး။အခုတော့ရှေ့တာဝန်ရှိနေသေးလို့သူတို့အနေနဲ့လုပ်သင့်လုပ်ထိုက်တာ ကိုလုပ်နေတယ်ဆိုရင်လွတ်တော်တတန်းရဲ့ဒါလွတ်တော်အစ်စ်မှာပေါ့နော်ဒါတွေကလာရောက်ပြီးတင်ပြအောင်မှာဖြစ်တယ်ဒီလိုဖြည့်ရှင်းပြမှာသာကျွန်တော်တို့ဒီလုပ်နေတဲ့အလုပ်တွေရယ်ဆောင်ရွက်ချက်တွေဟာကျွန်တော်တို့ကဟိုဆောင်ရွက်တင်တယ်မဆောင်ရွက်တင်ဘူးတရားဝင်တယ်တရားမဝင်ဘူးဆိုတော့လွတ်တော်အနေကျွန်တော်တို့ဆုံးပြတ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးပြောတယ်ဆိုရင်တော့ဒါတစ်ဖက်သက်ပြောတဲ့စကားလို့ကျွန်တော်တို့ဒီလိုနားလည်နေရတာလာမယ့်အစိုးရအစ်စ် မာတော့ဒီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဥဆောင်ပြီးဖွဲ့တဲ့အစိုးရဖြစ်သွားဖို့များပါတယ်။ဒါပေမဲ့တမတော်ကတိုက်ရိုက်ကင်တွင်မဲ့ဝင်းကြီးဌာနသုံးခုနဲ့ပတ်သက်ပြီးတော့စီစစ်ဖို့အရေးယူဖို့ကိစ္စတွေကိုလွယ်လွယ်ကူကူဆောင်ညင်ညာသာသာဆောင်ရွက်နိုင်မလို့အနေနဲ့တင်လာမှတည်ပါ အော် energy ဆိုရပေါ့ energy လွတ်တော်လို့ဒီလိုတော့လူတွေကပြောကြတယ်ဆိုပေမဲ့လို့ပေါ့เนาะတကယ်တမ်းတော့လေဟိုအစိုးရအစ်စ်လေအစိုးရအစ်စ်ရောလွတ်တော်အစ်စ်ရောကတော့တိုင်းပြည်ပုံမျိုးတုတ်တယ်ရင်းနဲ့တိုင်းပြည်အတွက်ပေါ့เนาะအနာဂတ်တည်ငြိမ်အေးချမ်းရေးအတွက်เนาะနောက်ဒီကပြောချင်တာကတော့ကျွန်တော်တို့မြန်မာဒီမိုကရေစီဖွဲ့ချုပ်ရမှုဟာတော့ကွာအမျိုးသားပြည်နယ်တင်မြေရင်းနဲ့ရင်းချမ်းစီရင်မှုဆိုတော့ဒီမူရဲ့အပေါ်မှာပဲကျွန်တော်တို့ကရက်တည်ပြီးတဲ့အခါကျတော့တိုင်းပြည်ကောင်းမှုရအတွက်ကတော့အားလုံးကျွန်တော်တို့ဝိုင်းဝန်းစ조사ပြီးဆောင်ရွက်ရမယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကတော့အကောင်းဆုံးပါပဲအဲ့တော့ကျွန်တော်တို့တတ်မတော်ကိုလည်းတိုင်းပြည် နေရဲ့အနာဂတ်အတွက်ပြည်သူလူထုအတွက်ဟိုဘောနော်ကျွန်တော်တို့ဒီဆောင်ရွက်တဲ့နေရာမှာအနာဂတ် မြန်မာနိုင်ငံတော်ရဲ့အတွက်ကတော့သူတို့အနေနဲ့လည်းပူးပေါင်းပါဝင်ဆောင်ရွက်မယ်လို့ကျွန်တော်ဒီလိုမျှော်လင့်နေတယ်။အဲ့တော့အဓိကကြတာကတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ဆင်းရဲနွမ်းပေါင်းမှုတွေရှော့ချဖို့ရာမြန်မာနိုင်ငံရဲ့အနာဂတ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရာအားလုံးမှာတာဝန်ရှိတယ်။အဲ့တော့အားလုံးအတူတူပါဝင်ပူးပေါင်းဆောင်ရွက်တင်တယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်နေတယ်။အဲ့တော့တက်မတော်လို့ကျွန်တော်တို့ပြည်သူလူထုနဲ့တက်သားတဲ့ရက်တွေပြီးပြည်သူလူထုလူလာတဲ့ပြည်သူလူထုယုံကြည်အားကိုးတဲ့တက်မတော်တွေကကျွန်တော်တို့ဖြစ်စေချင်တယ်။အဲ့တော့ကျွန်တော်တို့လွတ်တော်တွေမှာတူတူပူးပေါင်းပြီးဆောင်ရွက်ချင်ပါတယ်ကျွန်တော်တို့။လေဘရွန်အောင်ကြီးကြီးစီမံကိန်းက အန်ဒီကပလဲမျိုးတွေမှာဆိုပေမဲ့အရင်ပြီးခဲ့တဲ့တက်တန်းတစ်လျှောက်လုံးမှာလည်းအန်ဒီပဲကင်တွေ့ပြီးတော့ဆောင်ရွက်နေရတော့အဲ့ဒီစီမံကိန်းရဲ့လက်ရှိအခြေအနေနဲ့နောက်ဆိုအပ်ပြောင်းသွားရင်ဘယ်လိုကင်တွေ့နိုင်မလဲဆိုတဲ့အုံသက်ချက်လေးလေးပြောပြပေးပါဦး။ အဓိကတော့ LeBron တောင်ဂျင်းနီစီမံကိန်းကတော့အခုသူတို့ပြောဆိုချက်အရဆိုလို့ရှိရင်မေလမှာစတင်ပြီးတော့ဒီဂျင်းနီကိုစီးပွားပြီးထုတ်လုပ်တော့မယ်လို့ကျွန်မတို့ဒီလိုသိရတယ်။အဲ့တော့ဒီဒီအဲ့မြန်မာဝမောင်းကုမ္ပဏီဘက်ကကြေညာချက်အရတော့တနည်းမှာဒေါ်လာ300ရာဖို့လောက်သူတို့ထုတ်လုပ်နိုင်မယ်လို့ကျွန်မတို့သိရတယ်။အဲ့တော့ကျွန်မတို့ပြောချင်တာကတော့နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ရအတွက်ဆိုလို့ရှိရင်နိုင်ငံတကာရဲ့ယင်းနှမြုံနံမှုကလည်းလိုတယ်။အဲ့ဒီအတွက်ကြောင့်လည်းကျွန်မတို့လွှတ်တော်တွေကနေပြီးခဲ့တဲ့လွှတ်တော်ကနေပြီးတော့ပဲကျွန်မတို့နိုင်ငံညာယင်းနှမြုံနံမှုဥပဒေတွေလည်းကျွန်မတို့ပြဋ္ဌာန်းပြီးသွားပြီးပြီးသို့တော်လည်းပဲကျွန်မတို့ပြောချင် နာကနိုင်ငံညယင်းမြုံနာမှုတွေဟာ ဒီလာပြီးရောင်းတဲ့ရင်းနှီးမြုံနံတဲ့တိုင်းပြည်တွေလည်းအကျိုးရှိစေခြင်းနဲ့သူတို့လာရောက်ပြီးရင်းနှီးမြုံနံတဲ့ဒေသတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူလူထုတွေရဲ့အကျိုးရှိရေးအတွက်လည်းကျွန်တော်တို့ကဒါကိုလည်းဖြစ်စေခြင်းနဲ့နောက်တစ်ခုကဒီရင်းနှီးမြုံနံမှုကြောင့်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလည်းကျွန်တော်တို့ကဖြစ်စေခြင်းနဲ့ဒါကတော့ကျွန်တော်တို့ကောင်းဆုံးနည်းလမ်းအနေနဲ့ဖြစ်တယ်အခုမြန်မာဝန်ပေါင်းကုမ္ပဏီနဲ့ဒီလက်ပတောင်းတောင်ကျင်းဒီစီမံကိန်းရဲ့ဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေကတော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒေသခံပြည်သူလူထုတွေအတွက်အကျိုးမရှိရတော့အခုချိန်ထိအမှန်ပဲအဲ့တော့ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ကလည်းဒါကကျွန်တော်တို့ဒီဟာကိုအကော င်တယ်ဖော်ဖို့ရာအတွက်ဆိုပြီးတဲ့ကောင်ကျကျွန်တော်တို့ကွန်ရှင်ရဲ့စင်ကောင်ကလည်းကျွန်တော်တို့ထုတ်ပြန်ပြီးသားဖြစ်တယ်အဲ့တော့ဒေသခံပြည်သူလူထုကလည်းဒီကနေ့လက်ထဲမှာကင်ဆွဲထားတာဒီစုံစမ်းစစ်ဆေးကွန်ရှင်အစီရင်ခံစားပါအတိုင်းဆောင်ရွက်ပေးပါလို့ပြည်သူလူထုကလည်းအားလုံးဒီတိုင်းပြောနေတယ်အဲ့တော့ကျွန်တော်တို့ခုတွေ့နေရတဲ့လောက်ကတော့စုံစမ်းစစ်ဆေးကွန်ရှင်ရဲ့အစီရင်ခံစားမှာပါတဲ့အချက်တွေအတိုင်းမဆောင်ရွက်တာတော့သိကြနေတယ်အဲ့တော့ဒေသတွင်းမှာဒီငယ်အကြောင်းမရှိဘူးပြည်သူလူထုတွေလည်းဆင်းရဲဒုက္ခနဲ့ရောက်နေရတယ်ဟုတ်ဆိုရလက်ထက်မှာဒီအစီရင်ခံစားအချက်တွေအတိုင်း တိကျဆောင်ရွက်ပြီးဘူးကဒီလိုဆက်ပြီးဆောင်ရွက်မှာပေါ့အဲ့တော့စီးရင်ကန်စားပါပါမှာပါတဲ့အချက်တွေအတိုင်းဆောင်ရွက်ဖို့ရအတွက်ကိုလိုးနေသေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတိုင်းဆောင်ရွက်ဖို့ရအတွက်ကျွန်တော်တို့တိုက်တွန်းမယ်အဲ့တော့ဒီအဓိကကြတာကတော့ data ရင်း agent တင်ငင်းနဲ့ပြည်သူလူထုတွေရဲ့စာဝတ်နေရင်းနဲ့ဘဝတွေပို့လို့စင်ပြေရအဓိကပဲအဲ့တော့ရရှိလာမယ့်အကျိုးများနိုင်ငံတော်အတွက်အကျိုးရှိဖို့ရအတော့အဓိကပါပဲအဲ့တော့ကျွန်တော်မြင်တဲ့ဘေးကွန်းတွေထဲမှာမပါဘဲနဲ့အဒီတိကျပြည်သူလူထုကို ဒီ VB ကနေတစ်ဆင့်ပြောနေတာရှိလို့ရှိရင်လည်းပြောပြပါဦး။အော်ကျွန်တော်တို့မြန်မာနိုင်ငံကတော့ဒါကျွန်တော်တို့မျှော်လင့်ဆောင်သာခဲ့တဲ့ဒီမိုကရေစီနိုင်ငံတော်အသေးစီကိုကျွန်တော်တို့ခုပေါ့နော်ကျွန်တော်တို့ကောင်းဆောင်နေတူကျွန်တော်တို့သွားကျင်နေအဲ့တော့သွားကျင်နေတဲ့အချိန်မှာအဲ့တော့ဘယ်လိုပဲပေါ့နော်ဟိုဒါဟိုလမ်းမှာပေါ့နော်ဒါစီခက်ခဲတွေဒါတွေဘာတွေပဲရှိရှိပေါ့လေကျွန်တော်တို့ကောင်းဆောင်ကတော့ပြည်သူလူထုဘက်ကနေအများအားမမမမရက်တည်နေပြီးတဲ့အခါကျတော့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်အတွက်ကိုကျွန်တော်တို့ကောင်းဆောင်နေအတူတူကျွန်တော်တို့ဒီမြန်မာဒီမိုကရေစီဖွဲ့ချုပ်ကလွှတ်တော်ကိုယ်စားလှယ်များ ပေါ့နော်ဒီလွတ်တော်ရေးရနေပြီးတော့မှတိုင်းပြည်အတွက်ဥပဒေကောင်းနေနော်ဒါဒီကျွန်မတို့ဒါဒီရေးဆွဲကြမယ်အဲ့တော့နိုင်ငံတော်မှာအုပ်ချုပ်မဲ့အစိုးရတဲ့အနေနဲ့ကလည်းဒီလွတ်တော်ပြတ်တန်းလိုက်တဲ့ဥပဒေကောင်းနေနဲ့အတူတူနော်တိုင်းပြည်ယူကောင်းအောင်ပေါ့နော်ကျွန်မတို့ဒါအတူတူလက်တွဲပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်မတို့သွားကြမယ်အဲ့ဒီအခါမှာပြည်သူလူထုတရားလုံးကလည်းဒေါန်ဆန်းစုကြည်မြို့မှန်းတယ်လို့ပဲစိတ်ကမ်းရှိပြီးစနစ်တကျပေါ့နော်ဒါပြည်သူလူထုတွေအနေနဲ့အားလုံးဝိုင်းဝန်းပါဝင်ပြီးတော့ပေါ့နော်ဒါအားလုံးဒီအနေရဲ့ဦးဆောင်မှုအောက်မှာပါဝင်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့အကမကြခင်မှာပဲကောင်းလာမယ်လို့ကျွန်မ တို့ဒီလိုပဲမျောလင့်တာပါလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်